ဲ့တော့ဒီ coffee sign ကိုအဲဒီစူးငယ်ရောက်လာပေါ့နော်စူးငယ်ရောက်လာတဲ့အချိန်မှာအဲ့အချိန်မှာဇလန်းစားပဲအဲဒါဆိုဒီစူးငယ်ကအများကြီးပြောင်းလဲသွားတာဗျာဟိုငကောကသူ့ရဲ့ပုံစံလေးကပြည့်ပြည့်ဖောင်ဖောင်လေးဝရန်ကမှတွက်လက်နေတဲ့ကောင်မလေးတယောက်ကနေပြီးတော့ရှစ်နှစ်ကြာသွားတဲ့အခါမှာတူးရှိကိုတူးရှိကိုရောက်လာတဲ့အခါမှာဒီခန္ဓာကိုယ်ကလည်းပိန်ရှုံးသွားတယ်ဖြူပဲဖြူရောဖြစ်နေတယ် နောက်တော့ကမျက်ဝန်းတွေမှာလည်းဟိုအားငယ်ခြင်းတွေပေါ့နော်ဒီအားငယ်မှုတွေစိုးရိမ်မှုတွေအကြောင်းရင်းမှုတွေဒါမျိုးတွေတွေ့နေရတယ်ပေါ့အော်အမှသူတို့ပြန်ပြီးစကားပြောတဲ့အခါမှာဒီစကားပြောရင်းနဲ့သူအိမ်အောင်လဲသူအိမ်အောင်လဲကွဲသွားတယ်ပေါ့ကွာသူပြုတ်လိုက်တဲ့ယောက်ျားကလည်းသူ့ကိုအနိုင်ကျင့်နေဆိုတဲ့အကြောင်းအကြမ်းဖက်တယ်ဆိုတဲ့အကြောင်းအဲကွဲလိုက်တယ်ပေါ့နော်ကွဲတာလဲအဲသူကြာပြီပေါ့နော်အဲ့လိုမျိုးစကားပြောရင်းနဲ့ ဟဲ့သူတို့နဲ့ပြန်တွေ့ရင်းနဲ့ပြောတာကလည်းဒီ philosopher yan bosset ဒီဒီအတွေ့အကြုံပညာရှင်တွေအကြောင်းအနေနဲ့သူတို့ပြန်ပြောပြတယ်ပေါ့ကွာဒီ yan bosset ကိုသူကဒီစွန့်ငယ်အခုတီကိုမှပဲဟိုလက်ခံထားနှုန်းပဲဒီ yan bosset ဆိုတာကလူဆိုတာကဟိုကိုလုံးရင်ကိုခံရမယ်ဒါကြောင့်မလို့ तू तू ကလည်း तू तू ဒီလိုမျိုးကြီးလောက်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအကျိုးဆက်ကိုခံစားရပါတော့ကွာဒါကြောင့်ဒီ yan bosset ရဲ့အတွေ့ခေါ်ရသူ့ဘဝအတွက်တော့အရန်ဟိုမှာမှန်နေဆိုပြီးစွန့်ငယ်ကပြောတာပေါ့အဲ့မှာချမ်းချင်းက အာစူပါအခုချိန်ကြီးဒီရန်ဘောဆက်ကိုလက်ခံနေတုံးပဲလားဗောနော်အာဟုတ်တယ်ရန်ဘောဆက်ကမှန်တယ်ဒါပေမဲ့ရန်ဘောဆက်က तू ကလမ်းဆုံးတဲ့အထီကိုညွန်ပြမထားဘူးတဲ့သိရမလား तू ဘာကိုရွေးချယ်တင်လဲလူစွာကိုလုံးရင်တော့ကိုခံရမယ်ဒါပေမဲ့ဟိုစူးကိုပြောတာပေါ့နော်အဲ့ဒီမှာချမ်းချင်းပြောလိုက်တာသူလုံးရင်ကိုခံရမှာတော့မှန်တယ်ဒါပေမဲ့ကိုအတွက်မှန်တယ်ဆိုတိုင်းဟိုတခြားသူတွေကအာမှန်တာမဟုတ်ဘူးပေါ့နော်ဆိုလိုချင်တာဥမာပြရမယ်ဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့အတွက်မှန်တယ်ဒါဆိုလူတယောက်ကိုကျွန်တော်ကတတ်မယ်ဒါကျွန်တော်တို့အတွက်ကမှန်လို့ကိုအတွက်မှန်နဲ့တက်လိုက်ခြင်းကလူတက်လိုက်ခြင်းကတခြားတစ်ဖက်မှာကြတော့အာမိသားစုတူဆုံရှုံသွားခြင်းပဲတခြားတခြားတစ်ဖက်မှာကြတော့ကွာဝန်နေချင်းနေဘူးဆွေးချင်းနေတော့ကရောက်တာကြီးဒါမျိုးကြီးဖြစ်နိုင်တယ်ပေါ့နော်အာဒါကြောင့်မို့ဒါကဟိုဒီ မ်းပေါက်ဆက်ကလမ်းဆုံးနဲ့တီကျွန်တော်တို့ဟို indicate လုပ်ထားမှာဘောเนาะအာဆိုဆိုလို့ကျွန်တော်ကွာကျွန်တော်တို့ငိမ့်ချက်မှုစစ်မှန်ဟိုတဲ့ရှာဝေးတင်နေဘောเนาะဒါကြောင့်မို့စူးဟိုတဲ့ကျွန်တော်အားတဲ့ဟိုနေရာတစ်ခုကိုခေါ်သွားပြရစီအဲအဲ့မှာဇလန်းရဆာကျွန်တော်တို့ဒီဆရာသူဆောင်ရင်းနေကြပုံစံအတိုင်းကအဲ့အဲ့မှာဆာမှာဘောเนาะနေရာတစ်ခုကိုခေါ်သွားပြရစီဆိုတော့သူဘလို့နေရာမျိုးကိုခေါ်သွားခြင်းတာလဲဘောအဲ့မှာမှာဆာပြီးတော့ဟိုစိတ်ဝင်စားဖို့ကောင်းတာဘောเนาะဟိုစိတ်ဝင်စားဖို့ကောင်းတာရှင်းမှာဝက်ဝက်ထားအများကြီးပဲဒီစူးငယ်ဆွဲကောင်မလေးကဘာကြောင့်ဒီလိုမျိုးဒီလိုမျိုးအပြုတ်မှုတွေ စိတ်ထားတွေဒီဇယိုက်တွေကဘာကြောင့်ပြောင်းလဲသွားတာလဲ changes ဖြစ်သွားတာအချမ်းကြီးပုံမှာဘာကြောင့်တစ္ဆာဖောက်ရတာလဲပြီးတော့အခုဒီချင်းနဲ့ကြာပြီးပြန်တွေ့တဲ့ခါမှာဘာကြောင့်ဒီပုံမှန်တွင်ပြင်နေဒီအမူအရာတွေကဘာကြောင့်ပြောင်းလဲသွားတာလဲဆိုတော့အရှိမပြောမထားသေးဘူးကျွန်တော်ဒီအဆုံးထိဖတ်ပြီးမှပဲကျွန်တော်သိရမှာအော် ဒီချမ်းချင်းကပြောတာပေါ့နော်သူ့ရဲ့ရည်စားဟောင်းကိုစူးတယ်ဒီငြိမ်းချမ်းမှုအစ်စ်မန်ဆိုတာတကယ်ရှိရပေါ့နော်ဒီငြိမ်းချမ်းမှုအစ်စ်မန်ကိုရှာအောင်လို့ကျွန်တော်စူးကိုနေရာတစ်ခုကိုခေါ်သွားပြရစီတဲ့ဘလို့နေရာမျိုးကိုလည်းခေါ်သွားမှလေတဲ့စူးငယ်အဲ့အရက်ကတဲ့ဟိုကိုလုံးမှကိုရတဲ့အရက်ပေါ့နော်အဲ့နေရာမှာကိုလုံးမှကိုရတယ်ဘသူ့ကိုမှအာမကိုဘူးဘသူ့ကိုမှမမိခိုးဘူးဘသူကမှလည်းအုတ်ချုပ်မနေဘူး ိုလိုချင်တာကိုအားကိုကိုပြီးတော့နေထိုင်တဲ့အရက်အဲအထူးသဖြင့်တော့တဲ့အဲ့နေရာမှာနောက်ကျောကိုဓာတ်နဲ့ထိုးမဲ့လူတွေမရှိတဲ့အရက်ပါတဲ့အဲ့ဒါဆိုငယ်ဟားတဲ့နောက်ဆုံးလေးရောက်စိတ်ဝင်စားတယ်ပေါ့နော်အဲနဲ့လိုက်ခဲ့ပါတဲ့ဇူးရဲ့အဲကျွန်တော်တို့ရဲ့ပုံဝင်ချင်းမှာကျွန်တော်တို့ယုံကြည်နိုင်လောက်တဲ့သူတွေကဖျားဟောတရားလိုပဲနေပါလာပြီတဲ့ အစကားလေးကမှတ်သားစရာပဲပေါ့နော်ဒီကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာဟုတ်တယ်လေကျွန်တော်တို့ဒီချိန်ကြာလာနဲ့အမျှကျွန်တော်တို့ရဲ့ဘေးမှာဟိုတငယ်ချင်းချင်းချင်းတွေလည်းမယုံရတော့သူတို့ကိုယ့်မိသားစုချင်းချင်းကလည်းဟိုမယုံရတော့ဘူးလောဘဒေါသမောဟတွေများလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ယုံကြည်ရလောက်တဲ့လူဟာဖះဟောတရားလိုပဲနေပါလာပြီးတွေ့ကြမလို့တဲ့အဲ့နေရာလေးကိုတဲ့စုကိုခေါ်သွားပြရစီပေါ့နော်နောက်နေ့ကနေစပြီးတော့သူအဲ့နေရာလေးကိုခေါ်သွားပါပေါ့နော်ကျွန်တော်တို့လာပြီးဒီကကျွန်တော်ပြောချင်တယ်ဒီစာအုပ်ရဲ့အနှစ်သာရပေါ့နော်အဲ့အခန်းလေးကနေစပြီးတော့ဒီစာအုပ်ရဲ့အနှစ်သာရကိုခင်ဗျားတို့တွေ့ ိလိမ့်မယ်အဲခေါ်ရတဲ့အခါမှာခေါ်ရတဲ့နေရာလေးကလည်းထူးထူးဆန်းဆန်းလေးမီးရထားနဲ့သွားရတယ်ကွာဟိုတိုချုပ်ပြောရရင်မီးရထားနဲ့သွားပြီးတော့ဘူတာအောင်မရှိဘူးလမ်းမှာနေခုံစင်းရတာရထားပေါ်ကနေဟိုအဲ့လိုဒီတောင်တောင်ကြချောင်းလေးဆန်းချောင်းလေးပေါ်မှာအဲတရားလေးတစ်ခုစောက်ထားရပေါ့နော်အဲ့တရားကိုမဖြတ်ခင်မှာဒီကွင်းမြေတစ်ခုရှိရဲ့အဲ့ကွင်းမြေမှာအဲ့ကွင်းမြေနားကိုတရားကိုမဖြတ်ခင်မှာရထားအရှင်လျှော့သွားမယ်ပေါ့အဲ့လိုအရှင်လျှော့တဲ့အခါမှာသူတို့ခုံစင်းရတာအဲ့ခုံစင်းပြီးတော့အဲ့တောင်ကြချောင်းလေးအတိုင်းပဲ၃နိုင်လောက်လမ်းဆက်လျှောက်ရတယ်လျှောက်ပြီးတော့ ဒီချောင်းလေးကနေပြီးတော့ဒီဘဲဘက်မြေလက်တက်တခုပေါ့နော်ညာဘက်မြေလက်တက်တခုဒီလိုမျိုးလက်တက်နှစ်ခုခွဲသွားပြီးတော့အဲအဲ့မှာမှာဒီလက်တက်တခုလေးတွေကိုဝင်သွားဝင်သွားပြီးတော့အဲ့ထံမှာမှာထပ်ခွဲတဲ့အခွဲလေးတွေမှာမှာလှီလေးတစ်စင်းရှိတယ် กระโดดบ่เนาะเออดิหลีตะซิ้นโหดิช้างนี่อ่ะยูลาพี่แล้วเตตุยซ่าโหตัดบ่เนาะตัดพี่แล้วตัวบลูပြောเลยซอကျွန်တော်ခေါ်သွားမယ့်နေရာကအပြင်လူကိုသူတို့ရဲ့နေရာကိုအတိမခံဘူးသူတို့ရဲ့ location ကိုအတိမခံဘူးကွာဒါပေမဲ့အဲသူတို့ယုံကြည်စိတ်ချရတဲ့လူအဲ့နေရာကလူတွေတဲကနေပြီးတော့တနည်းကိုတယောက်တနည်းကိုတယောက်အပြင်ကလူခေါ်ခွင့်ပြုတယ် ိုနားလည်လားမသိဘူးဟိုအဲ့နေရာမှာရှိရဲအဲ့အဲ့သူခေါ်သားမဲ့နေရာတွေကလူဘောနော်အဖွဲ့ဝင်ကအဲတနစ်ကိုတယောက်အပြင်ကလူသူတို့နဲ့ပတ်သက်တဲ့အပြင်ကလူတယောက်ကိုတော်လာခွင့်ရှိရဲဘောနော်ဒါကြောင့်မလို့တဲ့ဟိုစူးရဲ့ညလုံးဘောနော်ဟိုပိတ်ထားပြရစီဘောနော်သူအဲ့နေရာကိုမရောက်ခင်ဟိုဒါအတိခံလို့မဖြစ်ဘူးပေါ့ကွာအဲ့တော့စူးငယ်ရဲ့ညလုံးအဝင်းနဲ့စီးပြီးတော့အလေလေးနဲ့ခေါ်သွားရဲဆိုပါအဲ့နေရာလေးကိုရောက်သွားရဲဆိုပါကွာဟိုမြို့မြို့ငယ်လေးတစ်ခုပေါ့ဒီနေရာလေးကိုရောက်သွားတယ်ကမ္မလေးကစူးငယ်အိပ်ပျော်သွားတယ်အိပ်ပျော်သွားပြီးတော့အိပ်ရာနိုးလာတဲ့ခါမှာဒီအိမ်တိန်ရဲ့ ဲ့ဂရေပေါ်မှာရောက်နေမှုရတကူပေါ်မှာရောက်နေအဲ့အနေစပြီးတော့သူကထူးခြားမှုကြီးကြုံတွေ့တာပဲထူးခြားမှုဆိုတာကျွန်တော်ထူးဆန်းမှုလို့ပြောတာမဟုတ်ဘူးနော်အဲအဲ့အချိန်မှာအဲသူ့ရဲ့ချမ်းခြင်းကိုမတွေ့ရတော့ဘူးအဲ့ရနိုးလာတဲ့အချိန်မှာတော်နူဝါဆိုတဲ့မိမကြီးတယောက်ကပေါ့နော်အဲမိမကြီးတယောက်ကမိဖို့ကြောင့်မှချက်ပြုတ်နေတယ်ကော်ဖီဖြော်ပေးရပါကွာဒီကောင်မလေးတောက်ဖို့အတွက်အဲစူးတောက်ဖို့အတွက်ကော်ဖီဖြော်ပေးတော်နူဝါအဲ့မှာကော်ဖီကော်ဖီလာချပေးတဲ့အခါမှာဘာစကားပြောလဲဆိုတော့ဒီကော်ဖီလေးကိုလေတမီးတောက်လို့ကောင်းအောင်လေအန်ဒီအတက်နိုင်ဆုံးလုံးလာပြုတ်ထားပါတယ်အဲ့တော့စူးကစဉ်းစားလိုက်တာဒီကော်ဖီတစ်ခွက် ိုဖြော်တာကအဲ့လောက်ကြီးဟိုလုံလပြုတ်เสียလို့လို့လာပေါ့နော်ကော်ဖီတစ်ခွက်ပြော်လွယ်လွယ်လေးပဲပေါ့လုံလပြုတ်เสียလို့လို့လာပေါ့အဲ့အဲ့ချိန်မှာကော်ဖီတောက်တဲ့ခြီးကအဲဒါမထူးကြသေးဘူးပေါ့နော်အဲ့ချိန်မှာကော်ဖီတောက်ပြီးလိုက်တဲ့အချိန်မှာတော့နုဟာစပြီးတော့ထပြီးပြောလိုက်တဲ့စကားကဒီကော်ဖီကိုပို့ပြီးရတာရှိသွားစီရကွာဆိုလိုချင်တာကအဲ့မှာဒေါ်နူဟာဘာပြောလိုက်လဲဆိုတော့လူဆိုတာတဲ့ဒီလိုအဆုံးမရှိရဲ့ဖွံ့ဖြိုးမှုဖြစ်စဉ်ပဲပေါ့နော်ဟို သူ့ရဲ့ဖွံ့ဖြိုးမှုလူဆိုတာကဆိုလိုချင်တာကဟို life long learning လောက်သွားမှာပေါ့ဟိုတက်ဘွားတက်တလောင်တင်ယူရမယ်ကိုကိုဖွံ့ဖြိုးတွတ်တက်အောင်အမြဲလုံနေရတဲ့လူမျိုးတဲ့ဟိုဆိုလိုချင်တာကအဲလူလူချင်းတူပေမဲ့ထားတဲ့စိတ်ထားချင်းတွေမတူစိတ်ထားချင်းမတူတော့ဟိုတန်ဖိုးထားပုံချင်းမတူတော့တန်ဖိုးထားပုံချင်းမတူတော့လုံလာချင်းလည်းမတူတော့လုံလာချင်းမတူတဲ့အတွက်ကြောင့်မလို့ရလာတဲ့ရလက်တွေလည်းမတူတော့ဘူးเนาะဆိုလိုချင်တာ copy token ကိုဖြော်လာချင်းတော့အတူတူပဲဥမာကျွန်တော်က ဟိုစိတ်ပါဝင်စားစွာနဲ့စည်စနာတွေပါပြီးတော့ဟိုကိုတောက်စီခြင်းတဲ့လူကိုရတရှိတောက်စီခြင်းနေဆိုတဲ့စိတ်ကလေးထည့်လိုက်တဲ့အခါမှာစည်စနာပါသွားတယ်စည်စနာပါသားတဲ့အခါမှာအကောင်းဆုံးလုံးလပြူတယ်အကောင်းဆုံးလုံးလပြူလိုက်တဲ့အခါမှာရလာတဲ့ထွက်လာတဲ့ရလက်ကလည်းအကောင်းဆုံးဖြစ်တာရဲ့ဆိုတဲ့အကြောင်းကိုသူကရှင်းပြလိုက်တာပေါ့နော်ဆိုကြတော့ဟိုကျွန်တော်ပြောမယ်ဒီစာအုပ်ကိုဖတ်လိုက်တဲ့အခါကျရင်အဲ့နေရာကိုရောက်သွားတဲ့ အချိန်ကနေစပြီးတော့အဲ့နေရာလူတွေပြောတဲ့စကားမှန်သမျှဒိုင်အရလုံးမှန်သမျှအပြုတ်မူရင်းမှန်သမျှလုံးဝကိုလေကျွန်တော်တို့ရဲ့ဟိုအနာကအနာကလူပေါင်းလောကအတွက်ပေါ့နော်ရရန်ဦးမှာဟိုအဖိုးမဖြတ်နိုင်တဲ့ဟိုစကားတွေနောက်တော့ကဒီအပြုတ်မူတွေစိတ်ထားတွေကိုဟိုခင်ဗျားတို့တွေ့ရလိမ့်မယ်ပေါ့နော်အဲ့အချိန်မှာအိမ်ရှိကိုအင်းရှိကိုရင်တစင်းရောက်လာပါတော့ရင်တစင်းဆိုတာဒီလိုနောက်တွဲပါတဲ့ဒီလိုဆိုင်ကယ်ပေါ့နော်ဟိုကယ်ရီလိုမျိုးကယ်ရီတစင်းရောက်လာအဲ့နောက်တွဲထဲမှာလေအစီစားငေဥတီကြက်သွန်း ဟိုဘယ်လိုလဲအတီးရွက်ဖျားပန်းသိရမလားအများကြီးပါတယ်အဲ့ချိန်မှာတုံငူကထွက်ပြီးတော့သမီးရဲ့ငါးကြိုက်တယ်မလားဆိုတော့အဲကြိုက်တယ်ပေါ့အဲ့ဆိုအဲ့နောက်တွဲမှာပါတဲ့ငါးကိုယူတယ်ပြီးတော့ကြက်သွန်ကြီးကြက်သွန်ပြူလိုအပ်တဲ့စီးနည်းနည်းလေးပဲယူတယ်ယူပြီးတော့ဟိုကျန်တာရောသူ့အိမ်မှာရှိသေးရပေါ့နော်ရပါပြီပေါ့အဲ့အဲ့မှာ NOI ပက်ဆက်လည်းပေးစရာမလိုဘူးဆိုလို့ကျန်တာအော်ဒေါနုကဆိုတော့သူတို့ခြံအားထွက်တဲ့စပြေးတီးတွေကိုကြတော့အဲ့ဖလေးဘော်ကိုပြန်တင်ပေးလိုက်တယ် အဲ့အချိန်မှာသူကထပြောလိုက်တာကျွန်တော်ကဒီအရက်မှာတဲ့ကျွန်တော်တို့ကသူတို့ကပတ်စံမသုံးကြဘူးတဲ့ကိုယ့်အိမ်ကထွက်တဲ့ထွက်ကုန်ချင်းချင်းပဲဖလှယ်ပြီးသုံးတာအဲ့ကျွန်တော်စဉ်းစားကြည့်ဒီအမှန်တော့ဟုတ်တယ်ဟိုကျွန်တော်တို့ကပတ်စံဘာကြောင့်သုံးနေရလဲဆိုတော့လူတွေကလူရင်းဆန်းသားရှိနေလို့ပေါ့နော်တကယ်လို့ဒါဒီပတ်စံက ဟိုပက်ဆန်ကြီးတုံးစရာမလိုမဲ့အချင်းနေမျိုးဆိုရင်ဒီလိုအချင်းနေမျိုးဆိုရင်ပက်ဆန်ကတုံးစရာမလိုကိုယ်ရဘာထွက်လဲဘာထွက်ကုန်ရှိလဲအထွက်ကုန်လေးကိုဖက်လဲမယ်ကိုလိုအပ်တဲ့ဟာကိုလည်းလိုအပ်တဲ့လောက်ပဲယူမယ်ပူပူချင်းချင်းယူစရာအကြောင်းမရှိဘူးပေါ့နော်အာသူများထွက်ကုန်ကိုထွက်ကုန်အချင်းချင်းဖက်လဲပြီးတော့သူတို့ကဒီနေရာမှာတုံးကြတယ်ပေါ့နော်အာပက်ဆန်မတုံးဘူးလို့ပြောတယ်ဟိုအားလေးကဟိုထူးခြားတယ်ပေါ့နော်ဟို ီနေရာအရာဟိုလိုတဘာဝလွန်လူမဟုတ်တဲ့လူတွေနှစ်သားရေနှစ်သမီးရေနေနေကြရလဲမဟုတ်ဘူးဒီလိုပုံမှန်လူတွေကပဲအချင်းချင်းသူတို့ရဲ့ညီစနစ်သူတို့နိုင်ငံသူတို့နေရာရဲ့ဥပဒေသူတို့ရဲ့စီမင်းသူတို့တမှုထူးခြားတဲ့ဘောစီမင်းစီကန်းနေလေပဲသူတို့ကမလုပ်တိုင်းဆိုနေကြတာပေါ့နော်အဲ့ချင်ကနေစပြီးတော့သူကဘာလုပ်လဲဆိုတော့ဒီစူးငယ်ကိုစူးငယ်ကိုကောင်ဆယ်လင်းလုပ်ပေးရပါတော့နော်အဓိကကျွန်တော်ပြောချင်တာအဲ့ဒါပါဒီစာအုပ်တော်လုံးက ကောင်ဆယ်လင်းနဲ့လုံးဝဓာတ်ရိုက်ပတ်သက်နေရပါတော့ဟိုလူတယောက်စိတ်ပိုင်းဆိုင်ရာမှာပြဿနာစိတ်ပိုင်းဆိုင်ရာပြဿနာကြီးဖြစ်လာနေပြီတကယ်တစ်ခုခုကြုံနေရပြီဆိုရင်ဒီနောက်တစ်ခါဒီလူတော်လူလောကကြီးမှာလည်းအသက်ရှင်ရတာအတိတ်ပဲမရှိဘူးလို့ခံစားလာရတဲ့လူမျိုးတွေဆိုရင်ဒီစာအုပ်ကလေးကိုဖတ်ကြည့်လိုက်ရင်စိတ်ကိုအယားအမဟီးလင်းဖြစ်စီရပါတော့စိတ်တသက်သာရစီရစာအုပ်မျိုးလေးပါပါတော့အဲ့မှာမှာစူးငယ်ရနေစူးငယ်ကိုနောက်နေ့ကနေစပြီးတော့ဒီလိုကောင်ဆယ်လင်းလောက်တာပါတော့အဲကောင်ဆယ်လင်းလောက်တဲ့ပထမဆုံးခန်းဆိုရင်ဒေါ်နူဝါက လမ်းညွှန်လိုက်တာသမီးတဲ့စိတ်ဖြေကမ်းပါစိတ်ဖြေကမ်းမအောင်အရင်သွားလိုက်ပါတဲ့အဲ့မှာဆရာနဲ့တွေ့နေတယ်ပေါ့နော်သူရဲ့ရေးစာအောင်ချမ်းချင်းချမ်းချင်းကိုကြောက်အမဆရာပဲခေါ်တာနောက်တစ်ခုကသူကအဲ့နေရာမှာလူတွေကိုနမဲမခေါ်ဘူးနမဲနဲ့ပဲခေါ်တာလူတွေမှာလူတယောက်ချင်းစီမှာနမဲစင်ရှိရဲ့နမဲနဲ့ပဲခေါ်တယ်နမဲမတုံးကြဘူးကွာဆိုတော့ကျနောက်ကအဲ့မှာရှိတဲ့လူတွေကသူများเจ้าကိုစိတ်ဝင်စားဘူးကိုကိုလို့ပဲကိုလို့တယ်အဲကိုကိုကိုเจ้าမဲ့ကိုစိတ်ဝင်စားတယ်သူများကဘာဖြစ်နေလဲသူများကဘာလုပ်နေလဲဆိုတော့မျက်စိတောက်ထောက်လိုက်ကြည့်မနေဘူးပေါ့နော် ဲ့လိုနေရာမျိုးဟာသူ့ကိုပထမဆုံးလမ်းညွှန်ပေးလိုက်တာစိတ်ဖြေကမ်းပါဆိုပြီးအဲ့နေရာလေးကိုလမ်းညွှန်ပေးလိုက်တာ